င်းနေရလားပြင်းရလဲပြင်းနေမတူဘဲနဲ့ရုပ်ရှင်မင်းသမီးလို့ချောနေတော့တဲချောဇာကားဖြစ်သွားတာပေါ့ဗျာဒုက္ခပြင်းနေရလားဘယ်လိုလဲဘယ်လိုနောက်ဆက်နေတာဟဲ့ကိုရဲကိုရဲဒီကမှာတော့ခလန်တိဥ္စရံကျွန်တော်တော်တော်သဘောကျတယ်တခြားကြည့်လိုက်ပေးရပေးစားပေးရဟိုင်းအေးအေးဒီမှာပေါ်ရှင်နဲ့ပတ်တာဟိုစီရ နောက်တော့ခင်လိုင်းရဲ့စကီးတစ်ပတ်ကိုလည်းတစ်ချက်ရှူလာမယ်။မာမြန်နေရဟောစာ။ဟောခေါ်ဖို့ခင်ညီမောင်တင်းသွားပြီ။ခင်လိုင်းကိုထုပြီ။အခွင့်ဟုတ်ကဲ့။ခုနရဲ့တီးတီမင်းဒိတ်ဆောင်ဝင်ရမယ်။ဟောတီးချင်းတုတ်တန်မှာဘယ်မိမရှိမှလဲကွာမင်း။အမလီပဲ။တရေကတင်းနဲ့မတူပဲအရန်ချောနေတော့ရွှေတူးကတာကြော်လဲတရေမာလေးကိုစိတ်ဝင်စားသွားပြီပေါ့။ဇမရွှေရောက် ရွှေရုံရွှေရုံဟာခင်လိုင်းဝင်နာဘူးထားတဲ့အခွက်ကလည်းတော်တော်တော့မိုက်နော်နာမည်ကလမ်းနေတော့ရွှေရုံတဲ့ဒီကသူ့မှမကြိုက်တော့၆ပြီပေါ့၆ပြတော့အနေတော်နေပြီမနေ့ကတကယ်ရောက်မှချိန်တွင်းနေတဲ့ကောင်မဟုတ်အဲ့ဒါလူမဟုတ်သမီးမသိဘူးလားတို့ကလူမဟုတ်နဲ့သမီးလေးလေပြောပါဆရာရွှေထူးလဲတရေကိုနတ်သမီးထင်နေတာတော်တော်တော့မှားနေအဲ့ဒီနတ်သမီးဆိုတဲ့ကောင်မကြီးရဲ့ပေါ့လေ ကျူတူလေတရုတ်ဆောင်တာတော်တော်ကောင်းတယ်လို့ပြောပါမယ်။ပေါ်ပါမှာနာနာဘာဝကိုနာနာဘာဝလို့မသိပဲမင်းတယောက်တည်းမှားနေတယ်ဆိုတာကိုတက်တည်ပြမယ်။တခုတည်းသောပစ္စည်းပေါ့။ဘာမို့လဲသူယူမဲ့ယောက်ျားကိုထိတော့မယ်ဆိုတော့နှသမီးရောတေးရောနားမလဲတော့ကြမ်းတော့မယ်လေ။ တွက်ဆိုရင်ငါအပြည့်အဝကောက်ဝယ်ပေးရမယ်အဲ့ကောင်မဖဲမလဲကြီးပါမလဲမလဲဟိုနောက်လာကြဒီနေရာမှာအားလုံးကကြောက်နေကြတဲ့အချိန်မှာရွှေထူးဘာလို့ရည်နေလဲပရိသတ်ကြီးသိရင်ပြောခဲ့ပါသူတို့မင်္ဂလာဆောင်ကြတော့မင်္ဂလာဆောင်ပါဘာမှဆောင်ပါလားချင်းချုံအနေနဲ့ကတော့ဒီပြဲချောစကားလေးဟာကြီးစရာမောစရာအပြင်းပြစရာဟာတာကားလေးတစ်ခုပြီးကျွန်တော်ရှုမြင်သုံးသပ်ပါတယ်